အားလုံးမင်္ဂလာပါလို့ယေရှုနာမအပြင်ကြိုဆိုနှုတ်ဆက်ပါရစေ။ယနေ့နှုတ်ပတ်တော်ကိုခံယူတော်သူရောက်စီတိုင်းရဲ့နှလုံးသားထဲမှာဝိညာဉ်တော်ဖျားဆင်းသက်ပြီးတော့နှုတ်ပတ်တော်အပြင်ပေါက်ပြီးတော့အသီးသီးနဲ့မှစေလို့ယေရှုနာမအပြင်ဆုတောင်းကောင်းချီးပေးပါရစေ။ဒီနေ့ကျွန်တော်အနေနဲ့စိတ်မှန်သောကယ်တင်ခြင်းဆိုတဲ့ကောင်းစဉ်နဲ့နှုတ်ပတ်တော်ကိုဝင်ငါပြသွားမှာဖြစ်ပါရစေ။ယနေ့ယုံကြည်သူတွေအတွက်အရေးကြီးဆုံးဟာ ကဲတင်ချင်းဖြစ်ပါတယ်ဒီကဲတင်ချင်းအခြေခံကိုဖောင်နေချင်းကိုခိုင်ခိုင်မာမာရှိမှသာလျှင်ကျွန်တော်တို့ယုံကြည်သူရဲ့အသက်တာဟာကြီးထွားရှင်သန်နိုင်မှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ယုံကြည်ခြင်းဟာအတုလားအစ်စ်လားဆိုတာကိုကျွန်တော်တို့တည်တည်ချာချာဝေဖန်နားလည်ဖို့လိုပါတယ်ပိုင်းခြားသိဖို့လိုပါတယ်မိကိုကိုပြန်လဲစစ်စစ်အောင်မိနေဖို့အမြဲတမ်းလိုအပ်တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလောကကြီးမှာ အစစ်စီသလိုအတ္တတွေကလည်းနေရာတကာမှာရှိတာဖြစ်ပါတယ်။ဖရာတော်မှာစစ်နဲ့အတုရှိတာဖြစ်ပါတယ်။ယုံကြည်ခြင်းအတုရှိသလိုကဲတင်ခြင်းကလည်းအတုလည်းရှိတာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ယုံကြည်သူများကိုတတိနဲ့စင်ချင်းပြတော့မိမိဘဝကိုပြန်လဲစေဖို့စစ်မှန်သောကဲတင်ခြင်းကိုရရှိပလာဆိုတာကို ပြန်လဲစစ်စစ်ဖို့ရန်တွေ့ဝင်ကပြင်းဖြစ်ပါတယ်။ဒီနေ့ယုံကြည်သူခရိယန်တို့ရောမြန်မာဟာ မိယိုဖလာခရီးယန်တွေဖြစ်ကြပါတယ်အချိန်တန်အရွယ်ရောက်တဲ့အခါမှာရင်းနှီးချင်းခံပြီးတော့ယုံကြည်သူခရီးယန်ဆိုတဲ့နေမီအတ္တแท้ကိုအတ္တတာအတ္တแท้ကိုတိုးဝင်ကြရတာဖြစ်ပါတယ်ဒီနေ့ယုံကြည်သူတယောက်အနေနဲ့မိမိကိုယ်လိုက်ကခရစ်တော်ရဲ့ကယ်တင်ခြင်းအကြောင်းကိုသိချာစစ်ဆနားလည်ပြီးတော့မှမိမိကိုယ်တိုင်သဘောပေါက်ပြီးတော့အော်ဒီခရစ်တော်ဟာ ိမိရဲ့ဘဝအတွက်မရှိမဖြစ်လိုအပ်သောကယ်တင်ပိုင်ရှင်ဖြစ်တယ်ဆိုတာသဘောပေါက်ပြီးမှခံယူနှလုံးသွင်းပြီးမှရင်းနှီးချင်းခံတင်တာဖြစ်ပါတယ်မိဘရဲ့တိုက်တွန်းခြင်းပါစတာရဲ့တိုက်တွန်းလို့ဆိုခြင်းအပေါင်းအသင်းတွေရဲ့လို့ဆိုခြင်းအပြင်မိမိစိတ်ထဲမှာလုံးဝခရစ်တော်အကြောင်းကိုတည်တည်ချာချာမသိဘဲနဲ့ဝိကျေတံကြီးနှစ်ချင်းခံလိုက်ခြင်းဟာကဲတဲ့ချင်း အစစ်မဟုတ်ဘဲနဲ့ကဲတင်ရှင်အတုပဲဖြစ်ပါတယ်ခုခေတ်ဒီချိန်မှာမိဘကတော်လကောင်းပါစတာများကတော်လကောင်းယုံကြည်သူများကိုယ်တိုင်ကလည်းဒီကဲတင်ချင်းကိုအလေးနဲ့မထားဘဲနဲ့ပေါ်ပေါ်တန်တန်သဘောထားကြတာကိုတွေ့ရပါတယ်ဒီလိုသဘောထားမျိုးဟာဣပတမမာယွန်းနဲ့ခံယူချက်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနှစ်ချင်းဟာစာရနိုင်ငံကနေပြီးတော့ ကောင်းကင်နိုင်ငံသားအဖြစ်ခံယူတဲ့အသက်တော်အသက်တာပြောင်းလဲခြင်းအသက်တော်အသက်တာဝင်စားခြင်းဖြစ်တယ်ဆိုတာကိုအားလုံးတည်တည်ဆဆနားလည်တမိုးထားရမှာဖြစ်ပါတယ်။ကဲတင်ချင်းကိုဖရာသခင်ကမေတ္တာနဲ့ဆောင်နဲ့ပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘက်ကအားဆိုင်စရာစူးစမ်းပန်းစားလုပ်စရာမရှိဘူးဆိုပေမဲ့ကျွန်တော်တို့ဘက်ကနှလုံးသားထဲမှာခရစ်တော်ဟာကဲတင်ပရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းကို မိမိကိုယ်တိုင်လေ့လာသိစေခံယူပြီးစစ်မှန်သောဧဝံဂေလိတရားကိုရရှိမှတ်သားလျင်အဲ့ဒီအချိန်မှာကိုယ်အထဲမှာလိုလိုလားလားနဲ့ဒီနှစ်ချင်းကိုခံယူဖို့ရန်စာနတ်ရှိတဲ့အခါမှာနှစ်ချင်းခံကြရတာလျင်စစ်မှန်သောကဲ့တင်ခြင်းဖြစ်နိုင်ပါတယ်ကိုယ့်ခင်မှာဒီနှစ်ချင်းခံတာကိုလွယ်လင့်တကူသဘောထားတာအင်ပတမယွန်းပါတယ်ကျွန်တော်တို့ fast food စားတယ်လို့ပေါ့လေအခု မှာအခုစားဆိုတဲ့ပုံစံမျိုးနဲ့ကဲတင်ချင်းရင်းနှီးချင်းကိုပေးနေကြတာကိုတွေ့ရတဲ့ခါကျတော့ဒါစိတ်မကောင်းဖြစ်ရပါတယ်ကျွန်တော်တို့အမေရိကန်နိုင်ငံကိုဝင်တဲ့အခါမှာလေအမေရိကန်အစိုးရရဲ့ခွင့်ပြုချက်ရှိမှသာလျှင်ကျွန်တော်တို့ဝင်လို့ရတာဖြစ်ပါတယ်မိမိတို့ဝင်ချင်တိုင်းဝင်လို့ရတာမဟုတ်ပါဘူးကောင်းကင်နိုင်ငံကလည်းတိကျတင်ချက်ပါတယ် ကျွန်တော်တို့ဝင်ချင်တိုင်းဝင်လို့မရပါဘူးဖျားရှင်ရဲ့ခွင့်ပြုချက်ရှိမှသာလျှင်ကျွန်တော်တို့ကောင်းကင်နိုင်ငံသားအဖြစ်ခံယူခွင့်ရှိတာဖြစ်ပါတယ်ဆိုတာကိုဦးစွာပြောပြချင်ပါတယ်ကောင်းကင်နိုင်ငံဝင်ဖို့ရဘလောက်ခက်ခဲသလဲဆိုတာကိုခရစ်တော်ကိုယ်တိုင်ပြောခဲ့ပါတယ်ငါကိုတခင်တခင်လို့ခေါ်တဲ့သူတိုင်းကောင်းကင်နိုင်ငံကိုမဝင်ရဘူးငါခမည်းတော်ရဲ့အလိုကိုဆောင်တော်သူတာလျှင်ကောင်းကင်နိုင်ငံကိုဝင်ရမယ်ဆိုပြီးတော့ အတိအကျပြောထားတာဖြစ်ပါတယ်။ဒါကြောင့်ခရစ်တော်ပြောတဲ့အတိုင်းမိမိရဲ့ကယ်တင်ခြင်းဟာကိုင်ညီမှုရှိသလားမရှိဘူးလားဆိုတာကိုဝေဖန်စစ်ဆေးဖို့လိုအပ်တာဖြစ်ပါတယ်။ခရစ်တော်ကို တခင်တခင်လို့ခေါ်တဲ့သူဟာဘယ်သူလဲဆိုတော့ယုံကြည်သူပဲဖြစ်ပါတယ်။ဒီယုံကြည်သူတိုင်းဟာကောင်းကင်နိုင်ငံကိုဝင်ရမှာမဟုတ်ပါဘူး။ခရစ်တော်ကပြောတယ်ကောင်းကင်နိုင်ငံတို့ ဝင်သောလမ်းနဲ့တကားချင်းမြောင်းနေတဲ့ကြောင့်မလို့ သွေဝင်တော်သူနေတယ်လို့ပြောထားပါတယ်။ဥပမာမင်္ဂလာဆောင်တို့တမိဆယ်ယောက်ဟာယုံကြည်သူတွေဖြစ်တဲ့၅ယောက်ပဲဝင်ရတယ်ဆိုတာအလိုတော်နဲ့ညီတော်သူဒါလင်းကောင်းကင်နိုင်ငံတို့ဝင်ရမယ်ဆိုတာကိုတတိပေးထားတာဖြစ်ပါတယ်။ဒါကြောင့်မို့နှုတ်ကပတ်တော်ကတတိပေးထားပါတယ်မာသဲ22 24မှာခေါ်ဖိတ်တော်သူများတို့လေရွေးကောက်တော်သူ နေဤလို့ပြောထားပါတယ်ဘာဖြစ်လို့လဲဆိုတော့ခေါ်ဖိတ်တဲ့လူကိုရီးယန်ဆိုတဲ့အမေခံသူမြောင်မြတ်စွာရှိတော်လေဒီထဲကနေပြီးတော့အလိုတော်နဲ့အညီရွေးကောက်ဦးမှာဖြစ်တော်ကြောင်းကောင်းကင်နိုင်ငံတို့ဝင်မဲ့သူဟာလွန်စွာနေပြီဆိုတာကိုကြိုတင်ပြီးတော့အသိပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီကဲတင်ချင်းကို ကျွန်တော်တို့အင်္ဂလိပ်လို born again လို့ခေါ်ပါတယ်ခေတ္တကိုမိမိရဲ့ကဲတင်ပိုင်ရှင်ဖြစ်တဲ့ယုံကြည်လက်ခံခြင်းဟာဒီနေ့ယုံကြည်သူတွေအတွက် မိယုဖလာယဉ်ကျေးမှုတဘောမျိုးမခံယူဖို့အထူးပဲတတိပေးခြင်းပါတယ်ဒီဘောနဂင်ကဲ့တင်ရှင်းရရှိခြင်းဟာမိမိတို့ရဲ့အတ္တတာတစ်ထဲကိုကိုးပြောင်းခြင်းဖြစ်တယ်တနည်းအားဖြင့်လောကီစာတန်နိုင်ငံသားကနေပြီးတော့ကောင်းကင်နိုင်ငံသားဖြစ်နေကိုးပြောင်းခြင်းဖြစ်ပါတယ်အဲ့လိုကိုးပြောင်းတဲ့အခါမှာမိမိတို့ရဲ့ယုံကြည်ခြင်းကို ဒီဆောက်ရမှာဖြစ်ပါတယ်ဥပမာပြောထားတယ်ပညာရှိနဲ့ပညာမရှိတဲ့သူကြောက်ပေါ်မှာအိမ်ဆောက်တဲ့သူနဲ့တဲပေါ်မှာအိမ်ဆောက်တဲ့သူဆိုပြီးတော့ယုံကြည်သူနှမျိုးခွဲထားတာဖြစ်ပါတယ်တဲပေါ်မှာဆောက်တဲ့သူရဲ့အိမ်ဟာလေတိုက်ရင်ပျော်ကြပစ္စည်းမယ်ကြောက်ပေါ်မှာဒီဆောက်တဲ့အိမ်ဟာခိုက်ခတ်မယ်ငြင်းမြန်မယ်နောက်ဆက်ချင်းလေပုံတိုက်ကြရင်လည်းမပျော်မလဲပဲတည်ရှိနိုင်မယ်ဆိုတာကို ပြောထားတာဖြစ်ပါတယ်ဒါကဘာလဲဆိုရင်ယုံကြည်သူဟာခရစ်တော်ကိုယုံကြည်လက်ခံတဲ့အခါမှာခရစ်တော်ရဲ့အကြောင်းရွေးနုတ်ခြင်းအကြောင်းခရစ်အသေးခံခြင်းအကြောင်းတွေကိုမိမိရဲ့လေလာသိရှိသွေးတဲ့ကြားနာတဲ့အထက်ကနေပြီးတော့နှလုံးသားထဲကနေတေးတေးချာချာသဘောပေါက်ပြီးတော့ခံယူပြီးတော့မှရင်းနေခြင်းခံတဲ့သူသားလျင်ကြောက်ပေါ်မှာစောက်တဲ့အိမ်နဲ့တူမယ်ဒီဝိညာဉ် လူဟာခိုက်ခတ်မယ်မြင်းမြန်မယ်လို့ပြောချင်တာဖြစ်ပါတယ်ဒါကြောင့်မို့ကြောက်ပေါ်မှာအင်းဆောက်တဲ့ကဲတင်ချင်းလားဒါမို့တဲပေါ်မှာအင်းဆောက်တဲ့ကဲတင်ချင်းအတူလားဆိုတာကိုယနေ့ခွဲခွဲပြပြနားလည်ဖို့လိုအပ်တယ်ဆိုတာကိုပြောပြချင်ပါတယ်ကြောက်ပေါ်မှာအင်းဆောက်တယ်ဆိုတာကခရစ်တော်ရဲ့အေဝံဂေလိတရားကိုယုံကြည်လက်ခံပြီးတာနော်ပြည်တဲ့နောက်ပိုင်းမှာခရစ်တော်နဲ့အတူတူလာခြင်းခရစ်တော်ရဲ့ တုံတင်လမ်းပြခြင်းကို나ယူခြင်းခရစ်တော်နဲ့အတူအသက်ရှင်ခြင်းခရစ်တော်ထဲမှာရှင်သန်ခြင်းအဲ့ဒါကိုပြောရှင်တာဖြစ်ပါတယ်ခရစ်တော်နဲ့တလုံးတဝတည်းဖြစ်သွားတာကိုပြောပြနေတာဖြစ်ပါတယ်စစ်မှန်တဲ့ကယ်တင်ရှင်ကိုဘယ်ပုံပဲနည်းရယူရမလဲဆိုတာကိုတမန်တော်ဝတ္ထု20ခုမှာအေသီယိုပီအမတ်ကြီးကိုနမူနာပေးထားပါတယ် အဲ့ဒါကိုကြည့်ခြင်းအပြင်ကျွန်တော်တို့ယုံကြည်သူတွေနဲ့ကဲတင်ခြင်းရယူဖို့ရန်တွေ့နမူနာယူကြရမှာဖြစ်ပါတယ်ကျွန်တော်တို့ဂျမ်းစာထဲမှာတွေ့ရတဲ့အန်တယောပီအမကြီးအကြောင်းကိုကြည့်မယ်ဆိုရင်အန်တယောပီဆိုတာလူနာမည်မဟုတ်ပါဘူးအီသီယိုးပီးယားနိုင်ငံအီသီယိုးပီးယားနိုင်ငံမှာတာဝန်ထမ်းဆောင်တဲ့အမတ်ဖြစ်ပါတယ်အီသီယိုးပီးယားနိုင်ငံမှာ သူဟာဘာနာယေမှုအနေနဲ့တာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။အီသီယိုးပီးယားနိုင်ငံဟာအမျိုးသမီးဘရင်အုပ်စိုးတဲ့နိုင်ငံဖြစ်ပါတယ်။ဒီအာလူမဲတွေနေတဲ့နိုင်ငံဖြစ်ပါတယ်။အဲ့ဒီဘရင်မကြီးရဲ့လက်အောက်မှာသူဟာလူယုံတော်အနေနဲ့ဘာနာယေမှုအနေနဲ့တာဝန်ထမ်းဆောင်တဲ့အီသီယိုးပီးအမတ်အကြောင်းကိုရေး တင်ပြထားတာဖြစ်ပါတယ်ကျွန်တော်တို့နမူနာယူလို့ရအောင်လို့ကျွန်တော်တို့ကိုပေးထားတာဖြစ်ပါတယ်ဒီမှာကြည့်ရဆိုရင်ပညာရှိဖြစ်တယ်ယူသားတယ်ဖျားကိုကိုးစားတော်သူဖျားကိုစာငတ်တော်သူဖြစ်ပါတယ်ဆိုတာကိုတွေ့ရပါတယ်သူဟာကျွယ်ဝတော်သူဇာတုကြည်တော်သူဖြစ်တော်လေသူ့ရဲ့ပိုင်ဆိုင်တဲ့အရာတွေပေါ်မှာရောင်ရဲတင်းတင်းချင်းမရှိဘဲနဲ့အသက်ရှင်တဲ့ဖျားကို ရှာဖွေတော်သူဖရာကိုစာငတ်တုံတာတော်သူဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်ဖရာတခင်ကကျွန်တော်တို့လူတွေကိုစိတ်နှလုံးကိုအမြဲတမ်းကြည်နေတာဖြစ်ပါလေဖရာတခင်ဒီကျွန်တော်တို့ ਨੇ ဝေးဝေးနေတော်မမူဆိုတဲ့ကျမ်းစာလာပါတယ်ကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာသူ့ကိုတကယ်ရှာသလားသူ့ကိုတကယ်တုံတာသလားဆိုတော့အမြဲတမ်းကြည့်စုလေ့လာနေတာဖြစ်ပါတယ်ဥပမာအာဗြဟံဆိုရင်သူ့ရဲ့မိဘ ဘိုးဘွားတွေဟာယုတ်တုစင်တုကိုပြုလုပ်တော်သူကိုးခွေတော်သူဖြစ်တယ်ဒါပေမဲ့အာဗြဟံကဒီယုတ်တုတွေကိုမကိုးခွေဘဲနဲ့အသက်ရှင်သောဖျားရှိတယ်ဆိုတာကို तू ကယုံကြည်တယ်ယုံကြည်တဲ့အလျောက်ဒီဖျားကို तू ကစာငတ်တုံတတယ်ယုံကြည်တယ်ဆိုတာကိုဖျားတခင်ကတွေ့ရှိတဲ့အခါမှာအာဗြဟံကိုဖျားတခင်ကရွေးကောက်တာဖြစ်ပါတယ်ဒီအက်သီယိုပီးအမတ်ချာဆိုရင်တာမန်သူက အမေခန်ခရီးယံဂျုံချီသူတယောက်ပဲဖြစ်ပါတယ်ဒါပေမဲ့သူဟာဖျားကိုစာငတ်ပြီးတော့အမြဲတမ်းကျန်းစာကိုဖတ်စုလေ့လာတာဖြစ်ပါတယ်ဓမ္မဟောင်းကျမ်းကိုအမြဲတမ်းဖတ်စုနေတာဖြစ်ပါတယ်အဲ့ဒီခေတ်အခါတုန်းကဆိုရင်ဖျားကိုကိုယ်တဲ့နေရာမှာဇေယုဆလင်ကိုပဲသွားကြရတာဖြစ်ပါတယ်အနေနဲ့အရရကနေပြီးတော့ဂျေရုဆလင်ကိုခြေလင်းမင်းလဲစတဲ့ဖြင့်သွားပြီးတော့မှ အချင်းကုန်ခံပြီးတော့ဖရားကိုကိုးကွယ်ရတဲ့အခါသမယဖြစ်ပါတယ်။အဲ့ဒီအက်သီယိုပီအမတ်ကြီးဟာဆိုရင်သူကပိုက်ဆံချမ်းသာတဲ့လူယာဟုကြီးတဲ့လူ ဖြစ်တဲ့အတွက်ကြောင့်မလို့သူယေရှုရှလင်ကိုတွားတဲ့အခါမှာမြင်းလဲနဲ့တွားတာဖြစ်ပါတယ်။သူမြင်းလဲနဲ့တွားတဲ့အခါမှာတွားရင်လာရင်နဲ့သူကစဆာကိုဖတ်နေတာဖြစ်ပါတယ်။ယနေ့ယုံကြည်သူများကိုပြောချင်ပါတယ်။ယနေ့တွားရင်လာရင်ဘတ်စကားပေါ်မှာကားဆောင်ရင်နဲ့ ဂျက်စာကိုဖတ်ပါသလားဆိုတာကို မေးချင်ပါတယ်တကယ်စာငတ်တဲ့သူဟာအမြဲတမ်းနှုတ်ကပတော်ကိုစာငတ်တော်သားစွာနဲ့ဖတ်စုဂျက်စာကိုဖတ်စုလေ့လာလေ့ရှိတယ်ဆိုတာကိုအထောက်ထားအပြင်ပေါ်ပြထားတာကိုတွေ့ရပါတယ်အေသီယိုပီအမတ်ကြီးဂျေရုဆလင်ကိုသွားပြီးတော့ဝုပြုကိုခွဲတယ်ပြန်လာတဲ့အခါမှာပြန်လာတဲ့အခါမှာသူကဂျက်စာကိုဖတ်တယ်ဒီဟာကိုဖျားရှင်က တိစီတဲ့အခါမှာဂေါင္ကေတမန်ကိုဆေလွတ်တယ်တမန်တော်ဖိလိပုကိုအကြောင်းကြားတယ်ဖိလိပုဂေါင္ကေတမန်ကဖိလိပုကိုပြောတယ်မင်းတနေရာမှာသွားပါအဲသယောပီအမတ်ကြီးနဲ့တွေ့ဖို့ဖိလိပုကိုဂေါင္ကေတမန်ကစီခိုင်းတာဖြစ်ပါတယ်အဲဒလိုဖိလိပုကအဲသယောပီအဲသယောပီအမတ်ကြီးလာတဲ့လမ်းမှာကြိုတင်ပြီးတော့စောင့်နေတာဖြစ်ပါတယ် အဲ့ဒီအက်သီယိုပီးအမကြီးမြင်းလဲနဲ့သူလာတဲ့အခါမှာကောင်းကင်တမန်ကဖိလိပုကိုပြောတယ်အဲ့ဒါအဲ့ဒီအဲ့ဒီလူပဲသွားပြီးတွေ့လိုက်ပါဆိုပြီးတော့အက်သီယိုပီးဘက်ကိုသွားတွေ့တယ်အဲ့ဒီလူတွေ့တဲ့အခါမှာအက်သီယိုပီးအမကြီးကဂျမ်းစာကိုအတန်ထွက်ပြီးတော့ဖတ်နေတာကိုတွေ့လိုက်ရပါတယ်ဒါကြောင့်မို့ယုံကြည်သူများအနေနဲ့နှုတ်ကပတော်ကိုဖတ်ရှုလေ့လာတဲ့အခါမှာအတန်ထွက်ပြီးတော့ဖတ်ဖို့ဟာလေအရေးကြီးတာဖြစ်ပါတယ်ဆိုတာကို တိပေးနိုးဆော်ချင်ပါတယ်အဲ့လိုအမတ်ကြီးနဲ့တွေ့တဲ့ခါမှာဖိလိပ္ပုကမေးပါတယ်အမတ်ကြီးဒီဖတ်နေတဲ့ကျမ်းစာကိုသင်နားလည်ပါသလားဆိုပြီးတော့မေးပါတယ်အဲ့ဒီအခါမှာအေသီယောပီးအမတ်ကြီးကရှင်းပြမဲ့လူမရှိရင်ဘယ်လိုလုပ်ပြီးကျွန်တော်တို့နားလည်လိုက်မှာလဲဆိုပြီးတော့ယောသာပွင့်လင်းစွာနဲ့ပြန်ပြေပါတယ်ပြီးတော့သူ့မြင့်လေပေါ်ကိုတက်လာဖို့လေခေါ်ဖိတ်လိုက်ပါတယ် အေသျောပိမတိဖတ်နေတဲ့ကျမ်းစာအဆိုရင်ဟေရှာယအနာဂတ်ကျမ်းဖြစ်ပါတယ်ရေးထားတဲ့အကြောင်းအရာကခရစ်တော်ကြောင့်ကိုရေးထားတာဖြစ်ပါတယ်ခရစ်တော်ဆိုတာကိုမပြောထားဘဲနဲ့တိုးတငယ်ဆိုပြီးတော့ရေးထားတဲ့အခါမှာတာမန်အုံနောက်အနေနဲ့ဘလို့မှနားမလည်နိုင်ဘူးဖြစ်တယ်ဒါကြောင့်မို့အေသျောပိမတိက तू မသိတဲ့အကြောင်းကိုရိုးသားစွာဝန်ခံလိုက်တာဖြစ်ပါတယ်ဒါကြောင့်မို့ ယနေ့ယုံကြည်သူများအနေနဲ့ကျမ်းစာကိုစ조사ပြီးဖတ်ရမယ်မတိတဲ့အရာကိုမှတ်ထားပြီးမှဒီတိတဲ့လူကိုမေးမြန်းစုံစမ်းဖို့လိုအပ်တာဖြစ်ပါတယ်မတိတာကိုကြော်သွားဖို့မဟုတ်ပဲမတိတာကိုထပ်တလဲလဲဖတ်ပြီးတော့ဝိညာဉ်တော်ပေါ်ပြဖို့စောင့်မျှော်ပြီးတော့ဖတ်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့လဲနှုတ်ကပတ်တော်ကိုဖတ်တဲ့အခါမှာအတိတ်ဘယ်ကိုချက်ချင်းနားလည်နိုင်မှာမဟုတ်ဘူးဒါပေမဲ့ ကျွန်တော်တို့စာငတ်တဲ့နှလုံးသားနဲ့ဖတ်စုလေ့လာတဲ့အခါမှာဝိညာဉ်တော်ကဖွင့်ပြလာမှာဖြစ်ပါတယ်အခုဆိုရင်အေသျော့ပီအမတ်ကြီးနှုတ်ကပတ်တော်စာငတ်တာကိုဖယားရှင်ကတိတဲ့အခါမှာကွန်ကေတမန်ကိုဆေလွတ်တယ်ပြီးတော့ဖိလိပုကိုတဆင့်ဒီနေ့သူနာပဲလေကဲတင်ချင်းခရစ်တော်ရဲ့အကြောင်းကိုကိုပြောပြဖို့ရန်ဖိလိပုရောက်ရှိလာခြင်းဖြစ်ပါတယ် နှုတ်ပတ်တော်ကိုစာနဲ့တုံ့တတဲ့အေသီယိုးပီးအမတ်ကြီးကိုဖိလိပုကဒီကဲတင်ချင်းအကြောင်းကိုရှင်းပြတာဖြစ်ပါတယ်အဲ့ဒီဘာဖိလိုလဲဆိုတော့အေသီယိုးပီးအမတ်ကြီးကဒီသူနားမလည်တဲ့အတွက်ကြောင့်မလို့ရှင်းပြဖို့ရန်အမတ်ကြီးအာဖိလိပုထာမှာတုံ့ဆိုတာဖြစ်ပါတယ်ဒါကြောင့်မို့ဖိလိပုကဒီကဲတင်ချင်းအကြောင်းကိုပြောတဲ့အခါမှာတန်ရှင်းတော်ဝိညာဉ်တော်ဘုရားကအလုံးလုံးတယ် ဒါကြောင့်မလို့အေသျော်ပီအမတ်ကြီးဟာသူတိချင်တဲ့အရာနှလုံးသားတကားပွင့်သွားပြီးတော့သူ့အထက်မှာတရှင်တော်ဝိညာဉ်တော်အလုလုချင်းအပြင်ကဲတင်ချင်းကိုသူလုံးဝသဘောပေါက်သွားတာဖြစ်ပါတယ်။အဲလိုလိုတရှင်တော်ဝိညာဉ်တော်ဘုရားအလုလုချင်းအပြင်ဖိလိပ္ပုကနေပြီးတော့ကဲတင်ချင်းအကြောင်းကိုဝေငှတဲ့အခါမှာအေသျော်ပီအမတ်ကြီးကနှလုံးသားထဲမှာခရစ်တော်ရဲ့အကြောင်းကို နားလေယုံကြည်လက်ခံပြီးတော့ပွင့်ထွက်သွားတာဖြစ်ပါတယ်။တဘောပေါက်ခံယူသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့အော်ဒီသူဟာကယ်တင်ခြင်းကိုရရှိပြီးခရစ်တော်ကိုရရှိပြီးဆိုတာသူဟာသူသိရှိသွားပြီးတခါလားဖြစ်တဲ့အခါမှာတဏှာရောက်တဲ့အခါကျတော့ရည်ရှိတဲ့နေရာကိုရောက်သွားတယ်။အဲ့ဒီနေရာမှာသူဟာခွင့်တောင်းလိုက်တယ်။ကျေးဇူးပြုပြီးကျွန်တော်ကိုဒီနေရာမှာရည်နှစ်ချင်းမင်္ဂလာပေးလို့ရပါသလားဆိုပြီးတော့ဖိလိပ္ပုထံမှာ တော့ဆိုလိုက်တာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူတွေဟာမိမိတို့ရဲ့ကဲတင်ချင်းစိတ်ချမှုကိုရရှိတဲ့အခါမှာတားတော့ကိုယုံကြည်သောသူတွေမိမိအထက်၌ထိုတည်တည်ကိုရည်ဆိုတဲ့အတိုင်းဒီရရှိခြင်းတားတော့ကိုနှလုံးသားထဲမှာရရှိခြင်းဝမ်းမြောက်ခြင်းဟာဘလို့မှထိန်းထားလို့မရပဲရင်းနှီးချင်းခံခြင်းနဲ့စိတ်ပြင်းပြလာတဲ့အခါမှာရင်းနှီးချင်းခံဖို့တောင်းဆိုခြင်း ဖြစ်တာကိုတွေ့ရတယ်အဲ့ဒါကြောင့်မို့ဖိလိပုကနေပြီးတော့ဒီအက်သီယိုပီမတ်ကြီးကိုယေနစ်ချင်းမင်္ဂလာကိုအဲ့ဒီမှာတွင်ပြီးပြီးတော့သူဟာစစ်မှန်တော့ကက်တင်ချင်းကိုရရှိခဲ့တာဖြစ်ပါတယ်ကျွန်တော်အနေနဲ့အနေငယ်တက်တက်ခံဝင်ရချင်ပါတယ်ကျွန်တော်ဟာမိဘနှစ်ပါးဟာ Roman Catholic ဖြစ်ပါတယ်မွေးဖွားပြီးတပတ်လုံးမှာဘုန်းတော်ကြီးကကျွန်တော်ကိုရေပြန့်ပြန့်ချင်းအပြင်ယေနစ်ချင်းကိုပေးလိုက်တာဖြစ်ပါတယ်အဲ့လိုလိုနဲ့ ဘုရားရှင်တန်လာပြီးတော့ယုံကြည်သူတယောက်ဖြစ်နေပါတယ်။ကျွန်တော်တက်ကတူရောက်တဲ့အခါမှာအနွေရတီချောင်းပိတ်တဲ့အခါမှာကျွန်တော်ဖအန်ကိုသွားပါတယ်။အဲ့ဒီမှာဖအန်စစ်တပ်ထဲမှာကျွန်တော်တူမစီမနေတဲ့အချိန်မှာအာစစ်တပ်ကမြို့ပြင်မှာရှိတယ်အပြင်ထွက်လို့မရတဲ့အခါမှာကျွန်တော်တပတ်လုံးလုံးအိမ်မှာပဲနေရတယ်။အဲ့ဒီမှာတပတ်လုံးလုံးကျွန်တော်နှုတ်ပတ်တော်ကိုဖတ်စုလေ့လာတယ်။နေရောညာရောဖတ်စုလေ့လာရင်းနဲ့ကျွန်တော်ကဲတင်ရှင်းကိုသဘောပေါက်သွားပါတယ်။ တိယောငါဆက်တုံးမှာဘုရားသခင်ရဲ့တားတော်ကိုယုံကြည်တော်သူတွေမိမိတဲ့နိုင်သူတသက်ကိုယာဤဆိုတဲ့နှုတ်ပတ်တော်ကိုယပြီးကျွန်တော်ဟာငါကဲတင်ချင်းကြပြီခိတ်တော်ငါအဲထဲမှာရှိတယ်ငါယုံကြည်တဲ့အတိုင်းငါအသက်ရှင်နေဆိုပြီးတော့ခါယူတဘောပတ်တော်တာဖြစ်ပါတယ်ပြီးမှအနားမှာရှိတဲ့အာအင်းကြီးကိုမြတ်တင်တော်ပါစတာရှေပေါပူနဲ့တွေ့ပြီးတော့သူ့အဖင်နှုတ်ပတ်တော်ကိုထပ်မှလေ့လာပြီးတော့မှ ျွန်တော်ကေတင်ချင်းကိုလက်ခံရရှိခဲ့တာဖြစ်ပါတယ်။ရန်ကုန်ရောက်တဲ့အခါမှာကျွန်တော်ညီကုံများအသင်းတော်ဆရာကြီးဦးတင်ပေါင်းထွန်းစီမှာကျွန်တော်ရင်းနှင်းချင်းခံဖို့တောင်းဆိုတဲ့အခါမှာဆရာကြီးကကျွန်တော်ကိုရင်းနှင်းချင်းခံခဲ့တာဖြစ်ပါတယ်။ကျွန်တော်ပြောချင်တာကကျွန်တော်ကိုယ်တိုင်ဒီခရစ်တော်ရဲ့ကေတင်ချင်းကိုယုံကြည်လက်ခံပြီးမှနှင်းချင်းခံဖို့ကျွန်တော်တောင်းဆိုတဲ့အလျောက်အာ ကဲ့တင်ရှင်စစ်မှန်သောကဲ့တင်ရှင်ကိုကျွန်တော်ရရှိခဲ့တာဆိုတာကိုအနေငယ်တက်တဲ့ခံချင်တာဖြစ်ပါတယ်စစ်မှန်သောကဲ့တင်ရှင်ဟာအင်မတန်မှပဲအရေးကြီးတဲ့အဆင့်ဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်သူဟာအပြစ်သားဖြစ်တယ်ဒီတိုင်းတည်သွားရင်ငရဲကိုတွားရမှာဖြစ်ပါတယ်ခရစ်တော်ရဲ့ကဲ့တင်ခြင်းအကြောင်းဟာကျွန်တော်တို့အသက်ဝိညာဉ်ကိုကဲ့တင်ယုံတယ်မကဘဲနဲ့ ထာဝရကောင်းကင်နိုင်ငံကိုပို့ဆောင်ပေးမှာဖြစ်ပါတယ်ဆိုတာကိုသဘောပေါက်ဖို့ဖြစ်ပါတယ်။တနည်းအားဖြင့်နှလုံးသားကပြုတ်ပြင်းပြောင်းလဲသွားတာဖြစ်ပါတယ်။နှကိုမူလမကောင်းတဲ့အလေလာအကျင့်ကြံတွေကိုဆွတ်လွတ်ဖို့လဲလိုအပ်တာဖြစ်ပါတယ်။နောင်တတရားနဲ့ခိတ်တော်ကိုခိုးလုံချင်းကပ်ဖို့ခိတ်တော်ရဲ့နောက်ကိုလိုက်ဖို့ခိတ်တော်ရဲ့တုံတင်ခြင်းကိုနာခံဖို့လိုက်လျှောက်ဖို့လိုအပ်တာဖြစ်ပါတယ်။ဒါကြောင့်မို့ စိတ်နှလုံးအဝအသက်ပြုပြင်ပုံကြံပြောင်းလဲဖို့လိုအပ်တာဖြစ်ပါတယ်။တချို့ခုယုံကြည်သူတွေဟာယင်းနေချင်းမခံခင်ကနေယင်းနေချင်းခံပြီးတော့ဘာမှထူးမခြားနာဘူးဆိုရင်ဒါဟာစစ်မှန်သောကဲတဲ့ချင်းလို့ပြောလို့မရဘူးဖြစ်ပါတယ်။ဒါကြောင့်မို့ဒါဟာအင်မတန်မှအရေးကြီးတယ်။တကယ်လို့အိုးဝေးလေလေခရီးရန်မဖြစ်ဘူးအရေးကြီးတာဖြစ်ပါတယ်။တကယ်စစ်မှန်သောနှလုံးသားကိုရရှိတဲ့အခါမှာဝမ်းမြောက်ခြင်းညင်တဲ့ချင်းကိုရရှိတာဖြစ်ပါတယ်။အဲ့လို့ ကဲတည်းရရှိတဲ့ခါမှာမိမိရဲ့ဝမ်းမြောက်ခြင်းဟာပေါ်ပြလို့မတတ်အောင်ဖြစ်လာတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်အင်မတန်မှရှက်ကြောက်တော့သူဖြစ်တော်လဲကျွန်တော်ရင်းနှီးချင်းခံပြတဲ့ခါမှာလူများရှိမှအတင်းတော်ရှိမှကျွန်တော်ရဲ့ဝမ်းမြောက်ခြင်းကဲတည်းခြင်းအကြောင်းကိုထုတ်ဖို့ပြတာဝင်ငါခွင့်ရရှိခဲ့ပါတယ်ဆိုတာကိုနည်းငယ်ဝင်ငါခြင်းပါတယ်ကဲတည်းခြင်းရပြီးပြီဆိုတာကမှတော့အသက်တာပြောင်းလဲခြင်းဖြစ်သွားပါတယ် လောကီနိုင်ငံသားမဟုတ်တော့ဘဲနဲ့ကောင်းကင်နိုင်ငံသားဖြစ်သွားပြီဆိုတာကိုမိမိကိုယ်ကိုခံယူနှလုံးသွင်းပြီးတော့အသက်ရှင်သွားရမှာဖြစ်ပါတယ်။လောကီပုံတရားတွေကိုမဆောင်နဲ့အထက်အရာကိုဆွဲလမ်းကြလို့ဆိုတဲ့အတိုင်းအထက်အရာကိုဒါနေ့စဉ်ဆွဲလမ်းပြီးတော့အသက်ရှင်တဲ့အသက်တာမျိုးဖြစ်ဖို့လိုအပ်တာဖြစ်ပါတယ်။နေ့တိုင်းနေ့တိုင်းနှုတ်ပတ်တော်ကိုဖတ်ကြည့်လေ့လာစဉ်စဉ်အောက်မေ့ပြီးတော့မှနှုတ်ပတ်တော်အပြင်ခရစ်တော်ရဲ့နောက်လိုက်ပြီးသားစွာအသက်တာမှာ ပြောင်းမတ်သောအသက်တာကိုပေါ်ထုတ်ဖို့လိုအပ်တာဖြစ်ပါတယ်ခရစ်တော်ကပြောတယ်မင်းတို့ကိုလူတွေကကြည်ချင်းအပြင်ငါရဲ့တပည့်ဖြစ်တယ်ဆိုတာကိုလူတွေကသိကြမယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ယုံကြည်သူတွေဟာအသက်တာအပြင်အတီးတီးချင်းအပြင်မိမိဒီစစ်မှန်သောကယ်တင်ခြင်းကိုရရှိကြောင်းတည့်တည့်ထူနိုင်သောသူများဖြစ်ပါစေလို့ 适当别话咧，要得因别先讲，只别话先。